ဒီနေ့ညကစားသွားမယ့် Champions League Final တွေမှာတော့တကယ့်ထိတ်တန့်တွစ်ဆုံမှုတွေအဖြစ် Liverpool နဲ့ Real Madrid, PSG နဲ့ Bayern Munich တို့တွစ်ဆုံနေပြီးတော့ကျွန်တော်တို့အင်မတန်ကောင်းမွန်တဲ့အခြေအသွေးတွေကိုခန်းစားသွားရဖို့ရှိပါတယ်။အဲ့ဒီပွဲတွေနဲ့ပတ်သက်ပြီးတော့ခန်းစားတင်ပြပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါစီတူ opinion ကနေကြိုဆိုလိုက်ပါတယ်အပုံမှန်အဖြစ်တော့ကျွန်တော်ပွဲကြိုတွေတင်ပေးလို့မရှိဘူး soccer house မှာရိုက်တာများတယ်ပေါ့နော် အဲဒါမဲ့ဒီမြန်မာနိုင်ငံက internet ပြဿနာအခက်အခဲလေးကြောင့်ကျွန်တော် Soccer House နဲ့ preview လေးမရိုက်ဖြစ်ခဲ့ဘူးဒါကြောင့်မလို့ကျွန်တော်ဒီကနေပဲဒါတင်ပေးလိုက်တယ်ပေါ့လေအဲ့တော့တော်တော်လေးကောင်းတဲ့ champion လေးညချမ်းကိုကျွန်တော်တို့ခံစားရမယ် Liverpool နဲ့ Real Madrid မကြာခဏအဲဒီတင်မာမှုလေးတွေရှိတဲ့ကလပ်တစ်ခုဒီနှစ်သင်းတွေ့တယ်လက်ရှိအချိန်မှာ Liverpool ကစစင်မှုတွေကြုံတွေ့နေရတယ် Real Madrid ကတော့အမြင့်ပြန်နေတယ် အခု MV မှာဒါရင်ဆိုင်ရမယ်ပေါ့နော်ဒါပြီးခဲ့တဲ့ချက်ကပဲ lesson of arno နဲ့ဂျာဗီအလွန်ဆိုတို့က MV queen ကိုလည်းဒါလာရောက်ခဲ့ကြတယ်ပြီးတော့ဒီ Diogo Jota ရဲ့အဲဒီအမှတ်ရစရာနေရာမှာလည်းဒါသွားပြီးတော့ဂုံပြူခဲ့ကြတယ်ဝန်ရဲပူဆွေးခဲ့ကြတာကိုမြင်တွေ့ရတယ်ဒီနှစ်သင်းကြားမှာလက်ဇန်နာအာနိုဆိုတဲ့ပြီးခဲ့တဲ့နေရာဒီအပြောင်းအရွှေ့နဲ့အတူအနည်းငယ်လေးအဖူအထစ်အဖူအထစ်ဆိုတာကပရိသတ်တွေအတွက် အမြင်မကြည်လင်စရာလေးဖြစ်တာတယ်ဒီဘက်မှာအလက်ဇန္ဒားအာနိုပါဝင်ဖို့ကတော့ရာဂန်တော့နဲတယ်လို့ကျွန်တော်အနေနဲ့ယူဆမိတယ်လက်ရှိအချိန်မှာရီယယ်မက်ဒရစ်ညာနောက်ခံနေရမှာအသင်းကောင်းဆောင်ဗယ်ဗာတီကအကောင်းဆုံးခြေစွမ်းပြပြီးတော့ကစားနေတာကိုတွေ့ရတယ်အဲ့တော့လီဗာပူးအသင်းကသူတို့ပြီးခဲ့တဲ့အက်စတန်ဗီလာကိုအနိုင်ရထားတယ်ပုံစံဟောင်းကိုသူတို့ပြန်အသက်သွင်းနေတယ်ဗောနပုံစံဟောင်းနဲ့ဒီဘွဲကိုလည်းအဲ့ဒီပုံစံဟောင်းနဲ့သွားမယ်လို့ကျွန်တော်အနေနဲ့ယူဆမိတယ်ပြီးခဲ့တဲ့ဗီလာနဲ့ဘွဲမှာတော့လူစားတစ်ယောက်ပဲလဲခဲ့တယ်အကီတီကေကိုတစ်ယောက်ပဲလဲခဲ့တယ် ကျန်တဲ့အထိုင်ကိုလုံးဝမလဲခဲ့တာတွေ့ရတယ်အဲ့တော့လီဗာပူးအသင်းကသူတို့အထိုင်ကိုပြောင်းလဲဖို့ကြိုးစားနေနေတယ်သူတို့အထိုင်ပြတ်သွားတယ်အပြောင်းအလဲတွေမတည်ငြိမ်မှုတွေကြုံတွေ့နေရတယ်ပေါ့အဲ့တော့လက်ရှိအချိန်မှာကြာတော့အဲ့ဒီတည်ငြိမ်ခြင်းဆိုတဲ့အရာကိုပြန်ရှာဖွေဖို့ကြိုးစားနေရလို့ယူဆမိတယ်ဒါကြောင့်မလို့ဒီပွဲကိုလည်းအဲ့ဒီတည်ငြိမ်ခြင်းသူတို့ပြီးခဲ့တဲ့ပွဲမှာပြန်လဲရှာတွေ့ခဲ့တဲ့တည်ငြိမ်ခြင်းအဲ့ဒါကိုသုံးစွဲလာနိုင်ခြင်းရှိရလို့ယူဆတယ် Real Madrid ကကြာတော့သူတို့တွေရဲ့ကစားကွက်ကိုဒါနောက်ဆုံးအခု ကျွန်တော်တို့မြင်ရတဲ့ကစားကွက်ကသူတို့ရဲ့နောက်ဆုံးပေါ်ကစားကွက်လို့ပြောနိုင်တယ်ပေါ့နော်အဲ့တော့ယာတီအစမှာတော့ဘယ်လင်ဟမ်တန်ယာတီကြောက်မပါနိုင်ခဲ့ဘူးအဲ့ဒီခါမှာတော့အာတာဂူလဲကနမထန်းလို့မှာကစားတယ်ပြီးတော့ဘယ်ချန်းကိုရွရွပြီးတော့ကစားတယ်လက်ရှိအချိန်မှာအက်လက်စီကိုပွဲစဉ်ကိုလည်းအနိုင်တိုက်ပြီးသွားပြီးပြီးခဲ့တဲ့အပတ်ကလည်းဒါဗလင်စီယာကိုဂိုးပြတ်သွင်းခဲ့ပြီးသွားပြီးအာတာဂူလဲကဘယ်လင်ဟမ်ကိုကွင်းလင်းမှာတုံးတယ်၄၃၃စံတယ်ပေါ့နော်ချိုအမန်နီကအစင်ကဖက်ဗတ်မှာရှိတယ်တိုက်စစ်မှာအဲဒီ Vinicius အမ်ဘာပေမက်ဆာထွန်တို့သို့မဟုတ်ဒီတခြားသောကစားသမားတွေပေါ့နော်ဘရိုင်းဒီယက်စ်ပဲဖြစ်ဖြစ်ရိုဒရီโกပဲဖြစ်ဖြစ်သုံးဆွဲလို့ရတယ်သို့မဟုတ်အာဒါဂူလဲတော့တတ်သုံးလဲရတယ်ပေါ့နော်ဘာစီလိုနာလဲပွဲမှာတော့အဲဒီအိတ်ပုံစံမဟုတ်ပင်နဲ့ညာဘက်ကိုဒါကာမာဗင်ဂါကိုသုံးပြီးတော့ဘာစီလိုနာအသင်းရဲ့ဘယ်ဂျန်တိုက်စစ်ကိုဒါဖျက်တောက်ဖို့အတွက်သူတို့ပြန်ပက်ဒရီရှိနေတဲ့စုံတွေကို disrupt လုပ်ဖို့အတွက်သုံးဆွဲခဲ့တယ်ဒီအချက်ကမြင်နိုင်တာကအလွန်ဆိုဟာ ပုံမှန်ပွဲတွေမှာသူ့အနေနဲ့သူ့ရဲ့ idea တွေသူ့ရဲ့ innovative ဖြစ်ခြင်းတွေကိုသုံးပြီးတော့ Real Madrid ကိုဒီ modern football နဲ့လောကခင်မိနေအောင်လို့ကြိုးစားတယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းအရေးပါတဲ့ပွဲတွေမှာဆိုရင်သူ့ရဲ့ tactical plan တွေကဒီ Liverpool အသင်းမှာကတည်းကနေဟိုလက်တွေ့ကြတဲ့ဘက်ကိုသွားတယ်ပေါ့နော်အဲ့ချိန်မှာကျတော့သူကသူ့ကိုယ်သူ Mourinho mood on လိုက်တယ် Rafa Benitez mood on လိုက်တယ်လို့ပြောလို့ရတယ်ကျန်တဲ့အချိန်မှာတော့သူ Guardiola mood on on မယ်ပေါ့နော် အဲ့ဒီခဲအတင်းကြီးအချင်းချင်းတွေ့တဲ့ချိန်မှာကြာတော့သူမော်ရီညိုမှုတွေပါထက်သွင်းလိုက်တယ်။လောကပြိုးရမော်ရီညိုလည်းမဟုတ်ဘူး။ပြိုးရကွာဒီယိုလာလည်းမဟုတ်ဘူး။ဒါပေမဲ့သူ့အနေနဲ့အဲ့ဒီ pragmatic ဖြစ်ခြင်းတွေကိုထက်သွင်းလိုက်တယ်ပေါ့နော်။ပြီးတော့အဲ့လိုမျိုးအသေးစိတ်စီမံထားတဲ့အရာတွေနဲ့ပြိုင်ဘက်ကိုထိန်းချုပ်ဖို့လုပ်လို့ရှိတယ်။ဒါပေမဲ့တခုရှိတာက Liverpool ဟာ Barcelona လောက်အဲဒီလက်ရှိအချိန်မှာကြောက်ဖို့ကောင်းနေတဲ့ ကစားဟန်မရှိဘူးရှိမနေဘူးပေါ့နော်အဲ့ဒီအတွက်တော့အလွန်ဆိုအနေနဲ့ဘလို့ချင်းကပ်လာမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်သွားဖို့လိုတယ်ပုံစံနှမျိုးစလုံးကိုအလွန်ဆိုအနေနဲ့ပိုင်နိုင်တာကိုကျွန်တော်တို့ပြီးခဲ့တဲ့ပွဲတွေမှာမြင်တွေ့ခဲ့ပြီးသွားပြီပေါ့နော်အဲ့တော့ဒီအထူးသဖြင့်ကာမာဗင်ဂါဟုလိုကစားသမားတွေကိုထည့်ပြီးတော့လီဗာပူးရဲ့ဒီကစားဟန်ကိုဖျက်တောက်ဖို့စူးစမ်းမလားသို့မဟုတ်သူတို့ရဲ့တိုက်စစ်ကစားသမားတွေကိုအပြေအဝထည့်ပြီးတော့တိုက်စစ်ကိုပိုအားကိုးဖို့စူးစမ်းမလားဒီအချက်တော့စောင့်ကြည့်သွားဖို့ရှိတယ်လက်ရှိအချိန်မှာရီယယ်မက်ဒရစ်ကဒီဥရောပမှာဘိုင်မြူနစ် PSG အာဆင်နယ်အသင်းနေတဲ့အတူအကောင်းဆုံးသောခြေစွမ်းအတည်ငြိမ်သောခြေစွမ်းတစ်ခုကိုပြသနေရလို့ပြောလို့ရတယ်ပြီးတော့အရင်ကလိုအန်ချယ်လော်တီလက်ထက်တော်ကလိုမျိုးအနည်းငယ်ဒိတ်အောက်တဲ့ idea မျိုးတွေမဟုတ်ဘဲနဲ့ကစားသမား power ကိုအပြည့်အဝအားကိုးထားတဲ့ပုံစံမဟုတ်ဘဲနဲ့အလွန်ဆိုရဲ့ idea တွေကိုကျွန်တော်တို့စီးမျောပြီးတော့မြင်တွေ့ရတဲ့ပုံစံဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီဘွဲကအရင်စိတ်ဝင်စားဖို့ကောင်းတယ်လို့ကျွန်တော်ကတော့သတ်မှတ်ခြင်းတယ်ဒီနှစ်သင်းကြားတဲ့ကအပြိုင်မှုလေးတွေပြီးတော့အလွန်ဆိုကလည်း လီဗာပူးအတင်းသားဟောင်းဖြစ်တယ်ပေါ့နော်အဲ့တော့ဂျိမ်းဆက်လေးတွေအများကြီးရှိနေတယ်လီဗာပူးဘက်မှာကျတော့ဒီပွဲကိုနိုင်ဖို့ဒီပွဲကိုရလက်ကောင်းဖို့အရန်အရေးကြီးနေတယ်သူတို့ဟာပြီးခဲ့တဲ့ Aston Villa နဲ့ပွဲမတိုင်ခင်မှာလုံးဝ disastrous run တစ်ခုကိုဖျက်ဆီးခဲ့တာပေါ့နော်အဲ့တော့အဲ့ဒီအချက်ကိုပြောင်းပြန်လှန်ဖို့အတွက်ဆိုရင်အခုလို Real Madrid လိုမျိုးထိပ်တန်းအသင်းကြီးကိုရလက်ကောင်းကောင်းခြေစွမ်းကောင်းကောင်းနဲ့စွမ်းဆောင်ပြနိုင်ခြင်းကအဲ့ဒီအရာတွေကိုပြောင်းပြန်လှန်ဖို့အတွက်အရေးပါတယ်သူတို့ဟာပုံမှန်ခြေစွမ်း ပြန်ရတော့ပါမယ်ဆိုတာကိုပြသဖို့အတွက်အရေးပါတယ်ဒါကြောင့်မလို့ဒီပွဲဟာအင်မတန်အရေးကြီးတယ်လီဗာပူးဘက်မှာတော့ကျွန်တော်ဒါမကြာခဏပြောခဲ့ပြီးတာအတိုင်းပဲအာနေချက်တွေကထင်းထင်းရှားရှားရှိနေတယ်အဲ့ဒါကခန်းစစ်ပိုင်းပြဿနာခန်းစစ်နဲ့ကွင်းလေချိတ်ဆက်မှုပြဿနာပြီးတော့တို့ရဲ့ pressing ပိုင်းပြဿနာအဲ့တော့ပြီးခဲ့တဲ့ villa နဲ့ပွဲမှာ pressing ပိုင်းပြဿနာကိုသူတို့တွေအနေနဲ့ဖြစ်ရှင်းနိုင်ခဲ့တာကိုတွေ့ရတယ်။ပြီးခဲ့တဲ့ရှာဒီကမြင်တွေ့ရတဲ့ efficient pressing ကိုမြင်တွေ့ရတယ်။ဒါကအရေးပါတယ်ပေါ့နော်။ပြီးတော့ ဘာဖြစ်လို့အဲ့လိုမြင်တွေ့ရတယ်လဲဆိုတော့သူတို့ရဲ့ model ကို old model ကိုသူတို့ပြန်သုံးလိုက်တယ်ပေါ့နော်ဒီတိုက်စစ်ကစားသမားတွေက IKTK ရလွယ်လွယ်ကျန်တဲ့လူတွေကတောက်လျှောက်တွဲဖက်ထားတဲ့လူတွေကြီးပဲအဲ့တော့သူတို့ရဲ့လှုပ်ရှားမှုတွေကပို့ပြီးတော့အတွဲဖက်မိတယ်လို့သတ်မှတ်ရမယ်ပြီးတော့သူတို့နောက်မှာရှိနေတဲ့ rest defense ပေါ့နော်ဒါအကြမ်းမြင့်ပြောတာပေါ့နော်အဲ့ defense ကလည်းအနေနဲ့တွဲနေကြလူဒီအစုအဖွဲ့နဲ့တောက်လျှောက်ကစားခဲ့တဲ့လူတွေကြီးပဲဒါကြောင့်မလို့တသိန်းလုံးရဲ့လှုပ်ရှားပုံကပို့ပြီးတော့ဟာမိုနီဖြစ်တယ်ပို့ပြီးတော့အတွဲဖက်မိခဲ့တယ်ဗောနော်အဲ့တော့အဲ့အတွဲဖက်မိခြင်း ်ရဲ့အသီးအပွင့်အဖြစ်တက်ပြီးတော့ pressing လုပ်တဲ့အခြေအနေတွေမှာပို့ပြီးတော့ဘောလုံးတွေရရှိတယ်ပို့ပြီးတော့ဖိအားပေးနိုင်တယ်ခံစစ်အခြေအနေတွေမှာလည်းပို့ပြီးတော့တောင့်တင်းလာတာကိုတွေ့ရတယ်အဲ့တော့ villa နဲ့ပွဲမှာဘာဖြစ်ခဲ့တယ်လဲဆိုတော့အဲ့လိုမျိုး pressing တက်လို့တော့အလဲမှာလွတ်ကွက်ကြီးတွေပေးရတယ်လွတ်ကွက်ကြီးတွေကိုသူတို့စတေးခဲ့တယ်ဗောနော်စတေးခဲ့ပြီးတော့သူတို့အဲ့လိုတက်လုခဲ့တယ် Real Madrid နဲ့ကြာတော့စိတ်ဝင်စားဖို့ကောင်းလာက Real ကဒီရာဒီမှာအရင်ကလိုမျိုး မဟုတ်တော့ဘူးသူတို့ high line defense high line ကိုမှလုံးဝအမြင့်ကြီးကိုတုံးတယ်ပြီးတော့ consistent high line ကိုတုံးတယ်အန်ချယ်လော်တီကလုံးဝ consistent high line မဟုတ်ဘူးပြီးတော့သူတုံးတဲ့ intensity အနည်းငယ်နှင်းကြတယ်ပေါ့နော်အန်ချယ်လော်တီက intensity အပြည့်အနည်းငယ်နှင်းကြတယ်အလွန်ဆိုက intensity လည်းအရင်မြင့်တာကိုတွေ့ရတယ်ပြီးတော့ lower line long ball တွေတုံးတာကိုလည်းတွေ့ရတယ်အဲ့ဒီပုံစံမှာကျွန်တော်တို့ဒီရာဒီကိုကျွန်တော်လေ့လာကြည့်တဲ့အခါမှာပေါ့နော်ကျွန်တော်တွေ့ရှိမိတဲ့အချက်တခုပေါ့လေအဲ့ဒါကဘာလဲဆိုတော့မာဆေးတဲ့နယ်ပယ်မှာအနည်းငယ်လေးရုံးကန်ခဲ့ရတယ် တော့မာဆေးလ်က present တော်တော်ကောင်းပြီးတော့စနစ်တကျချင့်ကတ်တဲ့အသင်းဖြစ်တယ်။ Real Madrid ကျန်တဲ့ပွဲတွေမှာဥပမာ Atletico ကိုသူတို့အရှုံးကြီးရှုံးတယ်ပေါ့နော်၅ခု၂ခုနဲ့ရှုံးတယ်။ဒါပေမဲ့အဲ့ဒီပွဲတော်တော်များများမှာ Real Madrid ဟာလက်ရှိ La Liga ပွဲစဉ်17ကစားပြီးသွားတဲ့အထိ high intensity ပြိုင်ပတ်တွေနဲ့မတွေ့ရအောင်အော် high intensity ပြန်ပဲနှစ်သိမ့်ပဲရှိတယ်အဲ့ဒါက real society နဲ့ barcelona ကျန်တဲ့အသင်းတွေကဒီ passport defensive action ကိုတော်တော်နိုင်တယ်ပေါ့နော်အာဒီ10လောက်10ဆိုရင်ဒါ normal လို့ပြောလို့ရတယ်12 နောက်တော့ဆိုတာနိုင်တယ်လို့ပြောလို့ရတယ်အဲ့လိုအသင်းအများစုနဲ့ပဲတွေ့ထားတယ်ဒါကတော့ဒီဒီလာလီဂါတစ်ခုလုံးရဲ့ play style ပေါ့လာလီဂါကတကယ်တော့အမ်ဒီ pass for defensive action ဆိုတဲ့ present intensity မြင့်တဲ့ league ဖြစ်နေပြီလက်ရှိအချိန်မှာ6သင်း8သင်းလောက်က10ရောက်မှာ pass for defensive action လုတ်ထားကြတယ် LG တို့ Alavés တို့လိုအသင်းတွေကအဆပေါ့နော်အဲ့တော့အဲ့အသင်းတွေနဲ့ Real Madrid ကတွေ့တာနည်းနေပြီးတော့ဒီ pass for defensive action နိုင်တဲ့အသင်းတွေနဲ့တွေ့ထားတာများတယ်ပေါ့နော် Liverpool က PPT ရေမြင့်တဲ့အသင် pressing အရန်လုပ်တဲ့အသင် minute တော်ငါလောက်တော့ကောင်းချင်မှာကောင်းနေလိမ့်မယ်ဒါပေမဲ့တော်တော်ကောင်းနေတယ်မှာတော့ပါတယ်ပြီးတော့ real ရင်ဆိုင်နေကြ intensity နေအသင်နေနဲ့ခြားနာတဲ့ပုံစံမှာရှိတယ်ပြီးတော့ပို့ပြီးတော့မြန်တယ်အဲ့တော့ဒီအခုကျွန်တော်တင်ပြသွားတဲ့အချက်ကဒီပွဲမှာကျွန်တော်စောင့်ကြည့်နေတဲ့အချက်ဖြစ်တယ် real ကလက်ရှိအခြေအနေမှာပိုကောင်းတဲ့အသင်ဖြစ်နေတယ်ဆိုတာကိုညင်ကြထုတ်စရာမရှိဘူးပိုကောင်းတဲ့အသင်ပိုတင်ငင်းတဲ့အသင်ဖြစ်တယ်ဒါပေမဲ့ဒီဟာကခြားနားတဲ့ litmus test တစ်ခုဖြစ်တယ်လို့ကျွန်တော်သတ်မှတ်ချင်တယ်ပေါ့နော်အဲ့တော့အခြားနားတဲ့ litmus test မှာ ရယ်မက်ဒရစ်ဘယ်လိုလုပ်ပြမလဲဂျာဗီအလွန်ဆိုအနေနဲ့သူ့ရဲ့ pragmatic ဖြစ်တဲ့ချင်းကပ်ပုံကိုဘယ်လိုမျိုးဖြေထုတ်လာမလဲအဲ့ဒီအချက်တွေကိုကျွန်တော်လည်းစောင့်ကြည့်ခြင်းနဲ့ရလက်ပိုင်းကလည်းခုနကျွန်တော်ပြောတဲ့ key tactical battle အပေါ်မှာမူတည်လိုက်မယ်လို့ယူဆမိတယ်ပြီးတော့ Liverpool တိုက်စစ်က Real Madrid ခံစစ်ကိုချင်းချောင်းနိုင်ဆိုအပြည့်ရှိရလို့ကျွန်တော်လည်းယူဆမိတယ်။ Real Madrid ခံစစ်ကအရန်ကြီးပြေစုံပြီးတော့ အရန်ကြီး defensive အားဖြင့်အရန်ကောင်းနေတယ်လို့သတ်မှတ်လို့မရသေးဘူး military အရန်ကောင်းတာမှန်လဲ din hausen လည်းကောင်းတာမှန်လဲဒါပေမဲ့ defensive line တစ်လိုင်းလုံးအနေနဲ့ကြည့်မယ်ဆိုရင်ပြီးတော့သူတို့ကိုကာကွယ်ပေးထားတဲ့ defensive midfield ရဲ့ covering နဲ့ကြည့်မယ်ဆိုရင် rear ရဲ့ခံစစ်ဟာသူတို့ရဲ့တိုက်စစ်သူတို့ရဲ့ကစားကွက်တိဆောက်ပုံသူတို့ရဲ့အခြားသောအရာတွေနဲ့ရှင်လိုက်ရင်လိုအပ်နေသေးတယ်လို့ကျွန်တော်ကတော့သတ်မှတ်ခြင်းလေးပေါ့နော်ပြီးတော့ Everard Carreras ဘောမမဆာလာကိုဘလို့ထိန်းချုပ်မလဲပေါ့လက်ရှိအချိန်မှာတော့ Everard Carreras ရဲ့ဂုဏ်သတင်းကပို့ပြီးတော့တောက်ပါနေတယ် မူဆာလာကခြေစွမ်းကြတယ်ဆိုပြီးတော့ဝေဖန်ခံနေရတယ်ပေါ့နော်အဲ့တော့ဒီအချက်တွေကိုလည်းကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားကြပါလိမ့်ပြီးတော့နောက်တစ်ပွဲကတော့ဒါ PSG နဲ့ Bayern Munich ပိုကောင်းတဲ့ပွဲလို့ကျွန်တော်သတ်မှတ်ချင်တယ်ဒါပေမဲ့လည်းခုန Real Liverpool ပွဲကတော့ပုံနာမည်ကြီးတယ်ပေါ့နော်ဒီဘက်က PSG Bayern Munich ကတော့ပိုပြီးတော့ကောင်းတယ်လက်ရှိဥရောပရဲ့အကောင်းဆုံးလို့သတ်မှတ်နိုင်တယ်အသင်းအသင်း PSG ကသူ့ဘက်သူလီဂူးမှာတော့သူ rotation နဲ့အမျိုးစုံပြုလုပ်ပြီးကန်တယ်အခုလီဂူးဆို17ပွဲစဉ်17ရှိပြီ စုစုပေါင်းသူလူအပြောင်းလဲ45ရောက်ပြုတ်လုထားတယ်ပေါ့နော်အဲ့တော့တပွဲ9ရောက်လုံးလဲဆိုရင်ဆက်တပွဲဆို55ရောက်ရှိတယ်အဲ့တော့45လဲထားတယ်ဆိုတော့ percentage ကိုတွက်ကြည့်လိုက်ရင်တော်တော်များလိမ့်မယ်လူတွေအများကြီးသုံးထားတယ်ပြီးတော့ဒီရာဒီဆိုရင် PSG အသင်းကသူတို့ရဲ့အဓိကကစားသမားအများစုလက်လွတ်ထားရတယ်အဲ့ချိန်မှာလဲသူတို့မာယူလူတို့ကိုသုံးတယ်အမ်ဘာယူတို့ကိုသုံးတယ်တချို့ကစားသမားတွေဆိုရင်ဒါမာယူလူတို့အမ်ဘာယူဆိုကျွန်တော်တို့သိပြီးသားကစားသမားတွေလူငယ်တွေပဲမဲ့သိပြီးသားကစားသမားတွေတချို့ကစားသမားတွေဆိုဘယ်ရမှန်းတော့မသိဘူးထည့်သုံးလိုက်တာမျိုးတွေကျွန်တော်တို့တွေ့ရလိမ့်မယ်ဒါပေမဲ့ပုံမပြတ်သွားဘူး ဲ့ဒီချက်ကအရင်အရေးကြီးတယ်ဒီရာဒီမှာ PSG အသင်းကကစားသမား22ယောက်တုံးဆွဲထားတယ်အဲ့ဒီတည်းက16ယောက်ကကိုးသွင်းထားတယ် PSG အသင်းရဲ့ဒီအသင်းလိုက်ကစားပုံကိုအခြေပြုခြင်းဟာတော်ကြောက်ဖို့ကောင်းတဲ့ level ကို သွားနေတယ်ဘာစီလိုနာလိုမျိုးထိတ်တန်းပြိုင်ပတ် PSG ဥချိုးပေးလိုက်တယ် PSG ကစားသွားတာဘာစီလိုနာထက်ပိုအင်အားနည်းတဲ့လူအင်အားနဲ့အဲ့တော့ဒီ Amber Yu လို့ကစားသမားတွေ Mayulu လို့ကစားသမားတွေကဘာစီလိုနာကိုအကောင်းဆုံးလုပ်ခပေးခဲ့တယ် ဒါသူတို့ရဲ့ power သူတို့ရဲ့အင်အားပြည့်မဟုတ်နေတဲ့အခြေအနေမှာတော့ PSG ကအရန်ကောင်းခဲ့တယ်ဒါဘာကြောင့်လဲ loose entity ကချမှတ်ထားတဲ့ instructions နဲ့သူ့ရဲ့ tactics တွေကြောင့်အခုဒီပွဲကလူစုံပါလာနိုင်တဲ့အခြေအနေရှိတယ် Usman Dembele ပြန်ကောင်းနေပြီပြီးတော့ design တွေလည်းပြန်ကောင်းနေပြီပေါ့နော်အဲ့တော့ဒီသူတို့ရဲ့ Carlos Clear နဲ့တိုက်စစ်အတွဲပွဲထွက်လာနိုင်တယ်ပြီးတော့ Quinn လည်းမှာလည်း Vidinha ကိုပြီးတော့ဒီ Navas ကိုပြန်ပြီးတော့တွဲဖက်နိုင်ခြင်းမြင့်နေပြီအဲ့ပြီးတော့ ် rules လဲပါလာနိုင်တယ်ပေါ့နော်အဲ့တော့လုံးဝ PSG ရဲ့လွင်ရအပြည့်ကိုဒီဘက်မှာခံစားရနိုင်တယ်ဒီပွဲရဲ့ caliber ကဘိုလူပွဲလိုမျိုး caliber မျိုးရှိတယ်ပေါ့နော်အခြားသောတစ်ဖက်မှာ Bayern Munich ကလည်းအရင်ကောင်းနေတယ်အဲ့တော့ Bayern Munich နဲ့ပတ်သက်လာရင်ဒီရဒီမှာကျွန်တော်တို့တွေ့ရတာကကျွန်တော် Champions League တွေလည်းကြည့်ပြတယ်ပြီးတော့ Bayern Munich ပွဲတွေကကံကောင်းစွာပဲ Premier League အချိန်ကောင်းနေတဲ့လွတ်နေတဲ့အတွက်ကျွန်တော်အနေနဲ့ Bayern Munich ပွဲကိုဒီရဒီမှာတော်တော်ကြည့်ပြထားတယ်ပေါ့လက်ရှိအချိန်မှာ တော်တော်ကြီးမြင့်ထားရင်လည်းဘာသဘောကြရလဲဆိုတော့သူတို့ရဲ့ defensive ကစားပုံတော်တော်လေးကိုအလုတ်ကျိုးစားတာကိုတွေ့ရတယ်ပြီးတော့ distance cover အရင်မြင်တယ်တစ်ချိန်လုံးပြေးလွှားပြီးတော့ကစားနေတသင်းလုံးကပြေးလွှားပြီးတော့ကစားနေတယ်ဥပမာ Odyssey လိုမျိုးကိုကြော့ကြော့လေးနဲ့ကစားတတ်တဲ့ player တော့သူစီက defensive action တွေကျွန်တော်တို့မြင်ရတယ် at least သူက track back တွေ line နေတယ်ကနာဘရီကောင်းတယ် Louis Diaz တို့လိုငိုတဲ့အလုတ်ကျိုးစားတဲ့ကစားသမားတို့ပြောမနေနဲ့တော့ပြီးတော့ hurricane တကွင်းလုံးသူစီသူလက်ကြည့်ပဲဒါတော့မော်နဲ့ပွဲတော်အောင်ဆိုရင်သူခန်းစစ်ထိပါဖြတ်ပြီးတော့ အများကြီးလုပ်ခဲ့တာမျိုးကျွန်တော်တို့တွေ့ခဲ့ရတယ်။ဒါက company ဒီအသင်းကိုထည့်ပေးထားတဲ့အာဒီအလုတ်သမားစိတ်တက်ပေါ့နော်။တသင်းလုံးကအလုတ်သမားစိတ်တက်အပြင့်နဲ့အားလုံးအလုပ်စူးစားကြတာကိုတွေ့ရတယ်။ပြီးတော့သူတို့ရဲ့ခံစစ်ခံစစ်မှာအန်ဆန်ဟီရိုကလိုင်းမှာလိုင်းမှာကတိုက်စစ်ကိုလည်းအများကြီးကူညီပေးတယ်၊ကွင်းလေကိုလည်းအများကြီးပေါင်းဆက်ပေးတယ်ကျွန်တော်တို့မြင်ရတယ်။ပြီးတော့ဂျွန်နသန်တားနဲ့တွဲဖက်လိုက်တဲ့အချိန်မှာဥပမေကနိုရဲ့ဆွမ်းဆောင်ရေကလည်းပို့ပြီးတော့ ပြီးခဲ့တဲ့ရာသီတွေကအတွဲဖတ်တဲ့ဆန်ပိုကောင်းတဲ့အတွဲဖတ်ဖြစ်ကျွန်တော်တို့မြင်လာရတယ်။ကွင်းလယ်မှာပပလိုဘစ်ဖြစ်စီကိုရက်စကာဖြစ်စီကစားချင်းကလည်းအဲဘိုင်းမြူနစ်ရဲ့ကွင်းလယ်ကိုပို့ပြီးအားကောင်းစေတယ်ပေါ့နော်။အဲ့အရာအကုန်လုံးကိုထိန်းချုပ်ထားတဲ့ကွင်းလယ်အဲကွင်းလယ်အုံနောက်ပေါ့နော်။အုံနောက်ကကင်မစ်အဲ့တော့ကင်မစ်အနေနဲ့ face time မှာသူရဲ့ပေါင်းပတ်သက်ဖို့ကျွန်တော်တို့ကြီးကြီးမားမားမြင်ရတယ်ပေါ့နော်။အဲ့တော့တော်ကိုကောင်းတာ Chelsea လို့အသင်းကို ကလေးလေးလိုမျိုးဖြစ်သွားတော့သူတို့ကစားပြခဲ့တဲ့ချန်ပီယံလိဂ်မှာပဲအခု PSG ကတော့ဒါ Chelsea ထက်အမ်ပြောမဆိုရင် overall အဖြစ်ပုံမြင့်တဲ့ပြိုင်ပွဲအနေနဲ့တတ်မှတ်နိုင်တယ်အဲ Bayernic ဘလို့ကစားပြမလဲကျွန်တော်ကတော့အရန်စိတ်ဝင်စားနေတယ်လက်ရှိအချိန်မှာ Harry Kane ကသူ့ရဲ့အကောင်းဆုံးခြေစွမ်းကိုပြနေတဲ့အချိန်ပြီးတော့နောက်က Kimmich ကလည်းလုံးဝ perfect ပဲ face time face time ကိုရဲ့ဘယ်နေရာမှာမဆိုသူကအရန်ကောင်းမွန်တဲ့ခြေစွမ်းနဲ့ပြတတ်နေတယ်ပြီးတော့ဒီနှစ်သင်းရဲ့ကစားပုံမှာ ဘိုင်မြူနစ်ကအရန်တိုက်စစ်ဆင်တယ်ပြီးတော့သူတို့ရဲ့ position တွေကအရန် advance ဖြစ်တယ်အထူးသဖြင့်ကင်မစ်ကခါလိုက်ရရင်ဒီ3 back ထဲမှာရှိတယ်ပြီးတော့ queen လေကိုတတ်သွားတယ်ဒီသူတို့ရဲ့တောင်မန် queen လေဒီတောင်မန်နောက်ခံလူတွေပေါ့နော် limer တို့ sasha boe တို့သို့မဟုတ်ဒီ stanisic တို့ဒီကစားသမားတွေကလည်းအရှိကိုအများကြီးတက်တယ်ပြီးတော့အမန်တကယ် inverted full back လို့ပြောရမယ့်အနေအထားလက်ရှိအချိန်မှာဘာမြင်နေရလဲဆိုတော့ပြောင်းမြင်နေသုံးနေရတယ် လိုင်းမာကိုပယ်မှာသုံးပြီးတော့ standing six ကိုညမှာသုံးတာမျိုးတကယ်တော့ standing six ကလည်းအစတည်းကညပါပဲဒါပေမဲ့ပယ်မှာသွားကန်နေရမျိုးလည်းရှိတာပေါ့နော်လိုင်းမာကတော့လောကပြူးကညပါပဲကစားနေကစားတော့ဒါပေမဲ့နောက်ပိုင်းမှာဒီလိုမျိုးသုံးလာတယ်တချို့ပွဲဆိုကျွန်တော်ပွဲတော့မမှတ်မိတော့ဘူး half year carryro ပေါ့နော်ပယ်တော့ခွဲကစားသမားလိုင်းမာကညတဲ့သူကမူလာတော့ကွင်းလေကစားသမား by munich မှာတော့ rb ကစားတာများတယ်ပေါ့နော် live စစ်မှာတော့သူကွင်းလေကစားခဲ့တယ်အဲ့တော့သူ့ကိုလည်း rb နဲ့ပွဲတာက ွဲအထွက်အနေနဲ့တောင်းတာ60 versus 70ပါဆန်လောက်ရှိဒါပေမဲ့ Guerrero နဲ့မှာဘာသာလို့လဲဆိုတော့ Lima ကိုပယ်ပို့တယ် Guerrero ညာပို့ထားတယ်အဲ့ဒါမှလုံးဝကျွန်တော်တို့တိုက်စစ်မှာတုံးတဲ့ Robin Ribery ကိုဒီလိုမျိုးတုံးထားတဲ့ပုံစံလိုမျိုးပဲအခုမျိုးတုံးတာပေါ့ဒါကြီးကတော်တော်ရှာရှာပါပါဒီလိုအဆင့်မှာတခါမှမမြင်ရဘူးလို့ပြောနိုင်တယ်အဲ့ဒါမျိုးတုံးတယ်ဒီဘွဲတော့အဲ့လောက်ကြီးမတုံးလောက်ဘူးလို့ထင်ပါတယ်တုံးရင်လည်းကျွန်တော်တို့ကြည့်ရတာအမြက်ပေါ့နော်ဒီလို level မျိုးမှာကြည့်ရအောင်ဆိုရင်ကျွန်တော်တို့ထူးခြားမှုကိုတကြပေါက်ခံစားရမှာဆိုလိုချင်တာကဘိုင်ယန်မြူးနစ်ရဲ့ ဒီ tactical ဘိုင်းမှာအများကြီးစမ်းသစ်မှုတွေလုပ်တယ်ပြီးတော့ bold ဖြစ်တယ်ကြောက်ဖို့ကောင်းတဲ့အဲဒီအခင်းချင်းကိုသူတို့ပိုင်ဆိုင်ထားတယ်ကြောက်ဖို့ကောင်းတဲ့ဆို risk များတယ်ပေါ့နော် chelsea ရဲ့ risk ကိုချိုးဖောက်ဖို့ကြိုးစားခဲ့တယ်တချိန်တော့အောင်မြင်ခဲ့ဒါပေမဲ့သူတို့အဲ့လွှမ်းမိုးထားမှုကိုခံခဲ့ရတယ်ပေါ့နော် psg ကလည်းအဲ့လိုမျိုးကြောက်ဖို့ကောင်းတဲ့အဲဒီ risky ဖြစ်တဲ့အနေအထား bayern munich ရဲ့ risky ဖြစ်တဲ့အနေအထားကိုအသုံးချဖို့လုံလောက်တဲ့အင်အားရှိရလို့ကျွန်တော်ယူဆမိတယ်ဒါကြောင့်မလို့ဒီပွဲကအရန်အရန်စိတ်ဝင်စားဖို့ကောင်းနေတယ် ဘာတွေဖြစ်လာမလဲဆိုတာအဆောင်ကြီးသွားရဖို့ရှိတယ်ပေါ့နော်ဒါကျွန်တော်အနေနဲ့အခုဒီပွဲတွေမတိုင်ခင်မှာကျွန်တော်ရခံစားမိတဲ့ခံစားချက်တွေပြီးဒီပွဲတွေမှာကျွန်တော်စောင့်ကြည့်သွားခြင်းတဲ့အချက်တွေအရေးပါတယ်လို့ကျွန်တော်တင်တဲ့အချက်တွေကိုတင်ပြပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆော်လေးပါမယ်ခင်ဗျာ